အားလုံးကျွန်တော် 3D လက်တမ်းမြင်္ဂလာပါเนาะကျွန်တော်စာရီပို့တောင်းတနေတဲ့လူတွေလည်းရှိကျွန်တော်ရဲ့ပြိပတ်တွေလိုက်မလွင်မူလားလိုက်မလွင်မူလားဆိုတော့အခုနောက်ပိုင်းကကျွန်တော်လိုက်ဒီကိုနှိမ့်မှာပဲတွေ့တော့တာပေါ့เนาะအစောပိုင်းကြီးတိတ်မလဲမလွင်ပြုတ်ကျွန်တော်လည်းလည်းအလုံးရှုပ်တယ်ချက်ကြီးတဲ့အချိန်နဲ့ တို့ဒါကလိုင်းဟောင်းကိုကျွန်တော်ပြန်လိုက်ရမယ်ဗျပြီးခဲ့တဲ့ပွဲကကျွန်တော်ကဘေးဒိုက်ကိုထိတ်တူထိတ်နှလုံးပေါင်းကိုခုံလို့ဖြစ်တဲ့ဘေးမှာဆိုပြီးကျွန်တော်တို့ကလိုက်ရှိုးပြခဲ့မှုတယ်ငတ်ကက်လိုင်းလေးပဲပေါ့နော်ငတ်ကက်လိုင်းလေးအဲ့ဒီငတ်ကက်လိုင်းကဒါကတော့ကျွန်တော်ဖုန်းနံပါတ်နဲ့ Viber တိတန်သုံးတဲ့ဖုန်းနံပါတ်ပါနော်အဲ့တော့ကျွန်တော်ပြီးခဲ့တဲ့ပွဲကဒီကောင်လေးကိုပြခဲ့တယ်နော်ဒီဒီဒီကောင်ဒီဒီဒီငတ်ကက်လိုင်းတယ် ရိတ်လေးတွေ2.5 2.3ဆိုတာအဲအဲ့ဒီမှာအဲဒီ line ပေါ့ဗျာဒါပေမဲ့ငါးကက် line တွေကဟိုနော်တယူတန်လုံးလည်းမရအောင်ငါးကက် line တွေကလေချဲကတော့တယူတန်လုံးမရဘူးဗျချဲဆိုတာတော့လေဒီငါးကက် line ကကျွန်တော်ပြောနေကြပဲမှတ်မိကြမယ်ထင်တယ်ဒီ6.6လေးစာ6.6လေးဖုံမွေးတွေအောင်းသွားတယ်ဒီငါးကက် line ပေါ့ဗျာဒီနှစ်ဦးရှေးပေါင်းနှစ်ရှေးပေါင်းနှစ်ရှေးပေါင်းရှေးပေါင်းနှစ်ရှေးပေါင်း6ရှေးပေါင်း6ရှေးပေါင်း6ရှေးပေါင်း4မှာ ရှိပေါင်းလေးအဲ့ဒီငါးကတ်လိုင်းပေါ့နော်ဒါကလူတစ်တည်ပါတဲ့အတွက်ကြောင့်ဒီငါးကတ်လိုင်းကိုပဲဖြတ်ပြလိုက်ရင်ကြည်ရတာမပြည့်စုံတော့ဘူးပေါ့နော်မပြည့်စုံတယ်လို့ခံစားရမယ်ကျွန်တော်အစားအနေပြန်ပြမယ်ဒီရှိကိုလေးအောင်သွားတဲ့ကိုဟင်းလေးရောနောက်ဆောင်အောင်မကွင်းနေလဲရှိတယ်လောလောဆယ်တော့ကျွန်တော်ပြခဲ့တယ်ပြီးခဲ့တဲ့အချိန်ကပြခဲ့တဲ့စနေလေးတိုင်းဒီအဒီငါးကတ်လိုင်းမှာရှိကိုလေးအောင်သွားတဲ့ခွင်းအရာကအဲ့ဒီဒီအဲ့ဒီနှစ်ထဲမှာကျွန်တော်တို့ပြောတာကဒီထိတ်တူထိတ်နှလုံးရဲ့ခွန်ရဲ့ဘေးမှာ ကြတဲ့ကဏ္ဍဟာသူ့အပေါ်ကိုးချိန်မြောက်ကပါဝါထိပ်စီပါဝါထိပ်စီကစားတယ်ပါဝါထိပ်စီကစားပြီးရနဲ့အဲ့ဒီကျွန်တော်ကဒီရှေးပေါင်းနှစ်ရှေးပေါင်း6ရှေးပေါင်း6ကိုအဲ့ဒီနှစ်ကိုဒီမှာရှေးပေါင်းနှစ်မူယူလာကျွန်တော်ကဒီကောင်နှစ်မျိုးကစားတယ်ဒီနှစ်ဦးမူနဲ့လည်းကစားတယ်လို့ပေါင်းဆက်ပြီးတော့လည်းကစားတယ်အဲ့ဒါလို့ပေါင်းဆက်ကစားတဲ့အချိန်မှာဒီ9 5ချက်နဲ့လည်းကစားတယ်ဒီနှစ်ကဒီမှာလည်းဆင်းသက်တာဟုတ်ဒီကောင်ကိုနှစ်ကကဘုံရိုက်တာဒီနှစ်ဒီနှစ်ကိုလည်းနှစ်ဦးမှာမူနဲ့ရိုက်တယ်လို့ဒီနှစ်ကိုလည်းဒီမှာရိုက်တယ် ဒီကောင်ကျတော့ကိုပိတ်မှုနဲ့ရိုက်တယ်ပေါ့နော်ကိုပိတ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 ်ဆိုပြီးတော့သူကဒီရိုက်ကစားခဲ့တယ်ကစားကွက်ပေါ့အဲ့ဒီလိုပဲအဲ့ဒီနှစ်ထဲမှာသူဖြစ်တာကဒီထိတ်တူထိတ်နှလုံးခွန်ရဲ့ဘေးမှာရိုက်တဲ့ကနာအတုအပေါ်တစ်ချိန်နှစ်ချိန်သုံးချိန်လေးချိန်၅ချိန်၆ချိန်ခုနှစ်ချိန်၈ချိန်၉ချိန်မြောက်ကငါးထိတ်စီပါဝါပုံညဆိုတဲ့ထိတ်စီနဲ့ကစားပြီးတာနဲ့ဒီ၉နောက်ပဲကျွန်တော်ငါးချိန်နဲ့ယူလိုက်တဲ့အချိန်ဒီ၉၄ကြောင့်၉ပါဝါ၄ဒီ၉၄ကြောင့်၉ပြင်းမြောက်ကိုသူကပါဝါထိတ်စီကစားမယ် အဲ့လိုယူဆနေပေါ့နော်ပါဝါဒစီကစားမယ်ကစားတဲ့အချိန်မှာထိတ်တူတွေနှလုံးခွန်လို့ဖြစ်တဲ့ဘေးမှာကစားမယ်အဲ့လိုဖြစ်တဲ့အချိန်မှာလည်းဒီထိတ်တူတွေနှလုံးခွန်ရဲ့ဒီ break ဒီမှာကြမဲ့ break ရဲ့ break ရဲ့ဟာဒီနှစ်ဦးမို့သွားယူပါဘုံဟိုကပုံစံဟိုကကစားတာပေါ့နော်ကျွန်တော်တို့ကဒီဘုံကစားတာပေါ့နော်သူရဲ့လက်ကွယ်တိုင်းမျောကစားတာဒီ break ခွန်ကြောင်းအဲ့ဒီခွန်ရဲ့ဒီထိတ်တူတွေနှလုံးခွန်ရဲ့ဒီတုံညာ break ရဲ့ဟိုသူက ခွန်တုံညာခွန်ဆိုတော့၄ဖြစ်တာအဲ့ဒီ၄ကိုကျွန်တော်ကဒီကိုးပိတ်မူနဲ့ယူတာကိုးပါဝါ၄ပေါ့ဗျာနော်၄ဆိုပြီးယူတာအဲ့ဒီဒီကိုးပိတ်တွေကြောင့်ပဲဆိုကိုးချိန်မြောက်ပါဝါထိစီဒီထိတ်တူထိတ်နှလုံးခွန်ရဲ့ဘေးမှာပဲပုံပုံတည်ကစားထားတာကစားတာဖြစ်တော့ကြောင့်ဒီမှာသူ့အပေါ်ကိုးချိန်ရောက်မှာ၅ထိတ်ရှိလို့၅ပါဝါ၃ညာထည့်လိုက်တာနဲ့ကျွန်တော်ဒီမှာ၃ညာပြည့်ဖြစ်အောင်နောက်ပေါင်း၁၀ထည့်လိုက်တာပေါ့နော်နောက်ပေါင်း၁၀ထည့်လိုက်တာအဲဒုတိယကတ်မှာလည်းဒီတိုင်းပဲဒီဒုတိယကတ်မှာကျတော့ဒီမှာထိတ်တူထိတ်နှလုံးခွန်လို့ဖြစ်တဲ့ဘေးမှာပဲသူက ကြတဲ့ထိပ်စီကသူ့အပေါ်တစ်ချိန်နှစ်ချိန်သုံးချိန်လေးချိန်ငါးချိန်၆ချိန်ခုနှစ်ချိန်ရှစ်ချိန်၉ချိန်မြောက်ကဒီ၉နောက်ပိတ်မူတွေကြောင့်ပဲ၉ချိန်မြောက်ကထိပ်စီကိုကိုပါဝါ၄ချိန်နဲ့ကစားပြီးတော့ဒီခွန်ရဲ့ဒီနှလုံးပေါင်းခွန်ရဲ့ဒီမှန်မှာကြမဲ့ပဋိဋ္ဌိနှစ်ရဲ့ငယ်ပေါင်းရင်ကိုအဲ့ဒီကိုရဲ့နှစ်ဥပဋိဋ္ဌိရဲ့ငါးပဋိဋ္ဌိရဲ့ပေါင်းတော့၄ကိုပဲသူက၄ပုံတင်နေပဲကစားတာကိုပါဝါ၄ဆိုတဲ့အယူဆအယူဆလို့ရတယ်ဗောနော်အဲ့လိုတတိယကတ်မှာလည်းကျွန်တော်ဘက်မှာပုံတွေခွန်ထောက်တာ ုံသေးလို့ဒီမှာခွန်ထောက်ပြီဆိုတာနဲ့ဒီညမှာကြားတဲ့ထိတ်စီးရသူ့အပေါ်၉ချိန်ယောက်ကဒီမှာကိုပါဝါ၄ထိတ်ဆိုပြီးတော့သူကပါဝါကစားတာကိုနောက်ပိတ်မူတွေကြောင့်เนาะဒီဒီလိုင်းကကိုကိုကျွန်တော်ပြောနေတာကကိုကိုဇရာတွေကိုလေးဇရာတွေအဲ့ဒီလိုကစားတာနဲ့သူကဒီခွန်ရဲ့ဒီညမှာကြားတဲ့ break နှစ်ရဲ့ပေါင်းတော့ကိုအဲ့ဒီနှစ်ဦး break ၅ကြောင့်ပဲသူက9နဲ့ပေါင်းတော့4အဲ့ဒီ4ကြောင့်ပဲဆိုကိုပါဝါ4ဆိုတဲ့ပုံပြီးကစားတာဒီ9 3ချက်ကိုဟဲ့ခွန်ပြစ်ချင်းဗိတ်နှစ်3ချက်လို့သူကစားသွားတာအဲ့လိုကစားသွားတာ အဲ့လိုကစားသွားတာဆိုရင်ကျွန်တော်တို့ကဒီမှာဒီနှစ်မှာခွန်ဖြစ်ချင်းပုံတွေဆိုတော့ခွန်၅ချက်နဲ့ညီဒီနေရာမှာတစ်ချက်ဒီနေရာမှာတစ်ချက်ပေါ့ဒီနေရာမှာသူကစားခဲ့ရင်သူ့အပေါ်၉ချိန်ရောက်တာဒီခွန်ထိပ်စီးကိုခွန်ပါပါနှစ်ထိပ်ကိုထည့်မယ်ထည့်ပြရတယ်ဒီမှာခွန်ရှိတဲ့အတွက်ကြောင့်ဒီနေရာမှာ break list ဒီခွန်ရဲ့ဒီနေရာမှာ break ၄ရဲ့ပေါင်းရင်၁အဲ့ဒီ၁ရဲ့ဒီနှစ်ဥပဒေ၃ရဲ့ပြန်ပေါင်းတော့၄ကို ဒီ9နောက်ပိတ်မှုကြောင့်9ပါဝါ4ပုံလေးနဲ့ဆိုဒီနေရာမှာကျွန်တော် grade လေးပြောခဲ့တယ်ကျွန်တော်တို့ member share all ကတော့3395ဝန်းချင်းဖြစ်သွားတယ်ပေါ့နော်ဒီနေရာမှာကျွန်တော်တို့ဖတ်သွားတာက352 352နဲ့ထွက်သွားတာဒီနေရာမှာ352ကျွန်တော်တို့ထွက်သွားတာအဲ့တော့ तू မပေးသေးဘူးမပေးသေးဘူးဆိုကျွန်တော်အဲ့ဒီမှာဘာတစ်ချက်ပြောခဲ့လဲဆိုတော့ပြီးခဲ့တဲ့ဘွဲကဒီနေရာမှာတော့ तू ဖြစ်နေတယ်နော်ခွာ9တွေဖြစ်နေတယ် ခွာငားတွေဖြစ်နေတယ်ခွာငားရဲ့အောက်တွေပဲဖြစ်နေတယ်သူကခွာငားဒီခွန်ညှက်ရိုက်တဲ့ပုံစံလို့ဖြစ်တာပေါ့နော်လေးကပ်မှာတော့လေးကပ်သူအတိကြပြီးထားရင်ငားကပ်မှာသူအဖျားဆိုလောက်တော့မှာခွန်မွေးပုံစံနဲ့လောက်တော့မှာအဲ့အာကိုကျွန်တော်ကသတိပေးခြင်းတာအဲ့ဒါဆိုရင်ကျွန်တော်ကဘေးတော့ခွန်ကိုမယူဘဲနဲ့အခုခွာငားကြတဲ့အတိုင်းလေကျွန်တော်တို့ကလိုက်ရမှာကျွန်တော်ယူဆတာကကျွန်တော်ကဒီကိုးရဲ့နောက်ကိုပဲကျွန်တော်ကလိုက်ပြီးကစားတာကစားတဲ့အတွက်ကြောင့်ဒီကိုးကနေဒီမှာလဲခွန်ကိုတွဲတယ်နော်ဒီမှာတုံးကက်နဲ့ခွဲကြည့်လိုက်ဒီငားပဲတုံးချက်ကို တက်မှုခွဲကြည့်လိုက်ရင်ဒီမှာမတူညီတဲ့ဒီခွန်သုံးချက်မှာလည်းခွန်၉နောက်တွဲဖြစ်တယ်ခွန်၉နောက်တွဲဖြစ်တယ်ဖြစ်တယ်ပေါ့အဲဆိုရင်အဲ့ဒီခွန်၉နောက်တွဲရရင်အကြိမ်ကိုက်ကိုဆင်းလာလိုက်ရင်တစ်ကြိမ်၂ကြိမ်၃ကြိမ်၄ကြိမ်၅ကြိမ်၆ကြိမ်၇ကြိမ်၈ကြိမ်၉ကြိမ်၁၀ကြိမ်၁၁၁ကြိမ်မြောက်မှာ၃နှစ်နဲ့ပဲခွာထားတာအဲ့တော့ဒီကောင်ကလည်းတစ်ကြိမ်၂ကြိမ်၃ကြိမ်၄ကြိမ်၅ကြိမ်၆ကြိမ်၇ကြိမ်၈ကြိမ်၉ကြိမ်၁၀ကြိမ်၁၀ကြိမ်တစ်ကြိမ်၂ကြိမ်၃ကြိမ်၄ကြိမ်၅ကြိမ်၆ကြိမ်၇ကြိမ်၈ကြိမ်၉ကြိမ်၁၀ကြိမ်အာဒီကောင်က၁၁ကြိမ် ီကောင်က10ကြိမ်ဒီကောင်10ကြိမ်မှာပြီးတော့သူကဒီမှာခွခွ9ဆိုပြီးကစားထားတာပြောချင်တာကဒီကောင်ရဲ့နောက်တွေမှာပဲသူကခွ9ဒီ9နောက်ပဲရမူနောက်မှာပဲသူခွ9ကိုလိုက်ကစားတာအမိလိုက်ပြီးတော့ကတ်ကစားတာကစားတာဖြစ်တဲ့အတွက်ကြောင့်ဒီအဲ့ဒါဆိုရင်ကျွန်တော်ကဒီဘေးတော့ခွန်နဲ့မอยู่တော့ဘဲနဲ့ဒီ9ကတ်လိုင်းနဲ့မှာကခွန်ငါရဲ့အောက်မှာကြားတဲ့ကနားသူ့အပေါ်၉ချိန်မြောက်ကပါဝါထိပ်စီကျွန်တော်တို့ယူကြည့်လိုက်၉ချိန်မြောက်ကပါဝါထိပ်စီဒီမှာ ငါးကြောင်ငါးပေါင်ပါတုံညာနဲ့ရိုက်ပြရဲသူဘေးဒိုက်ကခွန်နဲ့သူ့ရဲ့လှဲ့ကွက်တိုင်းတော့ဒီမှာခွန်ငါးလို့ညှက်ထောက်ဖို့ဟာငါးကတ်မှာတော့တိတ်မလွယ်ဘူးနော်တကယ်လို့ဆိုရင်ကျွန်တော်တို့ဒီနေရာမှာမပေးဘူးဆိုရင်ခွာငါးရဲ့အောက်ကိုလည်းလက်ရမယ်သူကလှည့်စားထားတာဟိုတတိတိယအော်ဂနန်းကိုမမိအောင်လို့ကိုသူကလှည့်စားထားတာဟိုသဘောတရားကတော့ကိုယ်စိတ်ထင်နေပေါ့ဗျာဒီမှာသူနှစ်ခုညှက်ထောက်ထားတယ်ဒီခွာငါးကိုမိတဲ့အချိန်ကျရင်သူကခွာငါးအောင်မှာခြာမှာသဘော အခွားငါးကိုလိုက်ပြီးတော့ဒီခွားခုံကိုမေ့ရင်ခွားခုံရဲ့ဘေးမှာသူချမဲ့သဘောမျိုးတွေဘာတုံးတော့မသိဘူးပေါ့နော်သိလည်းမပြောချင်ဘူးအဲ့တော့ဒီကသူကဒီခွန်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 ဆိုရင်တော့ဒီမှာခွန်တစ်ချက်သူမကစားပါဘူးဟာဒီမှာနှစ်ပိတ်မှာခွန်တစ်ချက်ရှိရယ်ပေါ့ဒီနေရာမှာကျွန်တော်စောင့်အောင်မယ်လို့ကျွန်တော်ပြောခဲ့တယ်တော့ပြမယ်ကျွန်တော်တခြားပြန်တွေးတဲ့အချိန်မှာပြန်တွေးတဲ့အချိန်မှာကျွန်တော်တို့အချက်ကြည့်ကြည့်လိုက်ရင်ဒီခွာငားတွေဖြစ်နေတယ်ဒီမှာသူနှစ်ကက်နဲ့ခွဲဆော်လိုက်ရင်ဒီငားတဲ့ဗိတ်ငားသုံး ဒီပရင်းငါသုံးချက်ကိုတလိုင်းခွဲယူလိုက်ရင်ဒီခွန်9ရဲ့ဒီမာစီမီယံနော်နှစ်ကပ်တဲ့သွေးမာစီမီယံမဲ့9ခွန်9ရဲ့ခွန်ခွန်9ရဲ့ဆိုတော့နည်းနည်းလေးခက်ဆင်ဆင်ရှိတယ်အဲ့ဒီနောက်မှာခွာငါလို့စလိုက်တာ ਨੇ သူက၃နှစ်အခွာနဲ့လိုက်တာသူ့အောင်မှာနှစ်ကပ်နဲ့ကြည့်ရင်ပြန်ကြကစားမလားနော်ပြန်ကြကစားမလား၃၃ညခွန်၃ည၃ခွန်နော်ပြန်ကြကစားမလားဒါပြန်ကြလဲပြောမရအောင်ကျွန်တော်ပြန်ကြလဲတန်တရားနည်းနည်းဝင်နေနော်အဲ့ဆိုရင်ကျွန်တော်ဒီခွန်9ရဲ့နောက်တွဲမှာသူကခွာငါကို၃နှစ်နဲ့ပဲခွာတာခွာတဲ့အချိန်မှာသူ့အောင်ကိုကြားတဲ့ခဏ ေထဲကပြန်ကြစစားမလားတို့မဟုတ်အလုံးစုံတွေ့ရှစ်နှစ်ထဲကခဏလားဒီလိုလေကျွန်တော်တစ်ချက်တွေးရမယ်နော်လုံအောင်လို့အဲ့ဒါဆိုရင်ငါးချက်နဲ့အညီကစားကြည့်လိုက်မယ်ကျွန်တော်ဒီမှာခွာငါခွာငါရဲ့အောက်ကိုကျွန်တော်ဒီဖြစ်စဉ်ကိုအချက်ပြန်လိုက်မယ်ဘေးကိုက်ခွန်နဲ့မလိုက်ဘူးပေါ့နော်မလိုက်လိုက်တာသူမပေးခဲ့တဲ့အတွက်ခွာငါပုံတွေတွေခံထားတယ်ခွာငါပုံပေးခံထားတယ်ဒီမှာခွာငါပုံပေးခံထားတယ်အဲ့ဒီခွာငါပုံပေးခံတဲ့ အတွက်ကြောင့်ခွာငားရဲ့အောက်မှာငါးကပ်လိုင်းအဖြစ်နဲ့ဖော်မွေးစနစ်နဲ့ကျွန်တော်တို့လိုက်ကြည့်လိုက်ရင်ဘလို့ယူဆမလဲဆိုတော့ဒီခွာငားရဲ့အောက်မှာကြတဲ့ထိပ်စီးဟာဗာထိပ်စီးလေသူ့အပေါ်၉ချိန်မြောက်ကပါဝါထိပ်စီးဆိုရင်၅ပါဝါတစ်ချိန်၂ချိန်၃ချိန်၄ချိန်၅ချိန်၆ချိန်၇ချိန်၈ချိန်၉ချိန်မြောက်က၅ထိပ်စီးရ၅ပါဝါတုံညာထိပ်နဲ့ကစားပြီးတာ ਨੇ သူ့ရဲ့ဘေးတိုက်ကခွန်ဒါနဲ့ပဲပေါင်းရမှာနော်သူကခွန်နေပြီးဖြစ်ခဲ့ခြင်းကြောင့်ဒါနဲ့ဒီခွန်နှလုံးနဲ့ဒီ၃လေးခွန်နှလုံးနဲ့ဒီဗိဒိတ်နဲ့ပေါင်းတော့ခွန် အဲ့ဒီနှစ်ဥပဒိနဲ့ပြန်ပေါင်းတော့ခွန်အဲ့ဒီခွန်တုံညာခွန်ဆိုတာကခွန်ကိုပါပါလေးတွေဆိုတဲ့မူနဲ့ကျွန်တော်ကပြန်ကစားခြင်းလားသူ့ရဲ့လှဲ့ခွက်ကိုပေါ့နော်တချို့ကြတော့ဒါလိုက်မိခြင်းမှမိမယ်เนาะဒါကသူ့ရဲ့ကျွန်တော်ရဲ့ဒါမြင်တဲ့အတိုင်းဖြားတာသူ့ရဲ့ညာနေညာနေများလို့ကျွန်တော်ကလိုက်ကစားတာမဆိုင်မှာဟုတ်ကဒီကိုကစားတာဒီနှစ်ဥပဟာကြီးနဲ့ကြာတော့မပေါင်းတာကတဘာဝမကြောက်လို့တော့မတွေးနဲ့မကြိုက်ရင်လည်းမကစားနဲ့ကျွန်တော်ကဒါမျိုးတွေနဲ့ခဏခဏလေးရခဲ့ဘူးတယ်မကြခဏလေးခံရခဲ့ဘူးတယ်เนาะ အဲ့ဒါကြောင့်မို့ကျွန်တော်ဒီကနီးနဲ့ကစားတာအဲ့တော့ဒီ6ပါပါ၄နဲ့ပဲဒီလိုပြန်ချုပ်မယ်ဆိုတဲ့ကစားတာအဲ့ဆိုရင်ဒီနှလုံးခွန်ရဲ့ဒီပရိရဲ့ပေါင်းတော့၄နှစ်ဦးပရိနဲ့ပြန်ပေါင်းရင်ခွန်ကိုခွန်တုံညာခွန်ဆိုတော့၄အဲ့ဒီ၄ဟာ6ပါပါ၄၄ဆိုပြီးတော့ तू ကပထမတစ်ချက်ကို तू ဆိုလို့ပဲဆိုလို့တော့ဒုတိယတစ်ချက်မှာလဲကျွန်တော်တို့ကဒီမှာခွာငားလို့ကြာလာတဲ့အတွက်ကြောင့်သူ့အောက်မှာသူ့အပေါ်၉ချိန်မြောက်ကဆိုတော့၉ထိပ်အဲ့ဒီ၉ပါပါ၄ထိပ်လို့ယူယူပြီးတာ ਨੇ ကျွန်တော်ဒီ ဒီမှာကြတဲ့ဗရိတ်နဲ့သူ့ဘေးတိုက်ကခွန်နဲ့နှလုံးခွန်နဲ့ပေါင်းတော့ခွန်နှစ်ဆိုတော့၉ရယ်နှစ်ဥပဒေက၅ကြောင်းသူကခွန်နှစ်၅ဆိုတော့၄ပဲအဲ့ဒါကြောင့်မလို့ကိုးပါပါ၄ဆိုပြီးကျွန်တော်၄၅ချက်ကစားခြင်းလားအဲ့လိုဒုတိယချက်တတိယအချက်ရောက်ခဲ့တဲ့အချိန်မှာဒီမှာလဲသူကဒီမှာခွာ၅လို့ဒီမှာကြထားပြီကြထားပြီနဲ့သူ့ဘေးတိုက်ကခွန်နေသူ့နောက်မှာကြတဲ့ဗရိတ်ရပေါင်းတော့တစ်အဲ့ဒီသူ့ရဲ့ထိတ်စီးရတော့အပေါ်၉ချိန်မြောက်ကကိုးပါပါ၄ချိန်နဲ့ကစားထားပြီးတော့၄ချိန်နဲ့ဗရိတ်ညှစ်ဝင်ရမှာ ဲ့တော့၄ထိုင်နဲ့ပရိနေဝင်ခွန်နှစ်နှစ်ဥပရိနေပေါင်းတော့၅ဆိုတော့သူက၄မှတ်တန်တယ်ပဲသူက၄၄၃ချက်ရှိသွားပြီเนาะအဲ့တော့စတုတ်ကပ်ကပါလဲဒီမှာလဲသူကအဲ့ဒီနှစ်ထဲမှာပဲဒီမှာနှလုံးဘေးတဲ့ခွန်လို့ကစားတဲ့အချိန်မှာသူ့အပေါ်မှာခွာငါးခံထားတာအဲ့ဒီခွာငါးရဲ့အောက်မှာကြားတဲ့ထိတ်စီးရလဲသူ့အပေါ်၄ချိန်၄ချိန်၃ချိန်၄ချိန်၅ချိန်၆ချိန်၇ချိန်၈ချိန်၉ချိန်၉၄၄နေပတ်သက်ကစားမှာပေါ့เนาะ5ချိန်မြောက်မှာတစ်ထိပ်ရှိလို့တစ်ပါဝါ6ထိပ်နဲ့ကစားပြီးခါမှဒီနေရာမှာဗရိတ်နှစ်ဝင်ရတဲ့အကြောင်းရင်းကဒီမှာနှလုံးပေါင်းခွန်ရှိလို့ခွန်ပေါင်း ုံနဲ့ဒီနှစ်နဲ့ပေါင်းတော့ကိုအဲ့ဒီကိုကြောင့်ပဲဒီနှစ်ဥပဒေ9နဲ့ပြန်ပေါင်းတော့လေဒီနှလုံးခုနှစ်9ဆိုတဲ့ပေါင်းခြင်းဟာ၄ပဲအဲ့တော့၄တစ်ချက်ဒီနှစ်ထဲမှာကြံနေတယ်ကြံနေတဲ့အတွက်ကြောင့်ဘေးတော့ခုံမှလည်းသူမလာရဲ့အတွက်ခွာ9လေးလည်းသူဖြည့်လေးကတ်လုံးမှာပုံသေးကစားတဲ့အတွက်ကြောင့်ကျွန်တော်တို့ကတစ်ချက်တွေ့ရမှာကဘေးထိုက်ဒီနှစ်လေးထိတ်စီးနှလုံးခုန်ဖြစ်ခြင်းရဲ့ဘေးမှာလည်းကစားရမှာဖြစ်တယ်လို့ခွာပေါင်း9ရဲ့အောက်ကြတိုင်းမှာလည်းကျွန်တော်တို့ကဒီ line ကိုလိုက်ရမှာ လိုက်ရမှာဖြစ်တယ်ဆိုရင်အခုခွာငားဒီမှာကြလာပြီခွာငားကြတိုင်းလိုက်ရမှာနော်အဲ့တော့ခွာငားကြတိုင်းလေးလိုက်ရမှာခွာငားကြတိုင်းမှမလာဘူးဆိုတော့ဒီဘေးတဲ့ခုံမှာကျွန်တော်တို့ကတစ်ချက်ပြန်ကစားရမယ်နော်အဲအဲ့အမျိုးကြောင့်အနိုင်ခံရမှာဆိုလို့အဲ့တော့ဒီမှာခွာငားရဲ့အောင်မှာကျွန်တော်တို့လိုက်မဲ့ကဏ္ဍဟာသူ့အပေါ်၉ချိန်မြောက်၁ချိန်၂ချိန်၃ချိန်၄ချိန်၅ချိန်၆ချိန်၇ချိန်၈ချိန်၈ချိန်မြောက်မှာသူကမရှိနေလဲဆိုတော့၈ချိန်မြောက်မှာ၈ထိပ်ရှိတယ်၈ထိပ်ဆိုရင်ဒီနေ့မှာ၈ပါဝါဟမ်၉ချိန်နော် တစ်ကြိမ်နှစ်ကြိမ်သုံးကြိမ်လေးကြိမ်ငါးကြိမ်၆ကြိမ်ခုနှစ်ကြိမ်ရှစ်ကြိမ်ကိုးကြိမ်သူကကိုးတွေလေးတွေကိုကိုးကြိမ်မြောက်မှာသုံးထိပ်ရှိတယ်သုံးပါပါဒီနေရာမှာရှစ်ထိပ်ထည့်မယ်ကျွန်တော်တို့ကနော်ရှစ်ထိပ်နော်ရှစ်ထိပ်ထည့်မယ်ရှစ်ထိပ်ထည့်မယ်ဆိုတော့သူ့ဘေးတိုင်းမှာကဘာရှိနေလဲဘာရှိနေလဲဆိုတော့ဒီဘေးတိုက်ကခုံမဟုတ်ဘူးเนาะဒီကောင်ဝဲပေါင်းရမှာသူအဲ့တော့ဒီမှာ ဒီဘေးတိုင်းကရှင်ကားဆိုနှလုံးပေါင်းချင်းကသုံးဖြစ်နေလေလို့ဒီသုံးရယ်ဒီနားမှာကြမယ်ဗရိတ်ရယ်ဒီနှစ်ဥပရိတ်ကသုံးရယ်ကိုလေးဖြစ်ရမှာအဲ့သုံးမျိုးပေါင်းကိုဒီဗရိတ်ရယ်ဒီနားမှာကြမယ်ဗရိတ်ရယ်ပေါင်းဒီရှိရနှလုံးနဲ့ထပ်ပေါင်းရင်လေးဖြစ်ရမှာကွာကိုးပါပါလေးငါးချက်ကျွန်တော်တို့ကကစားချင်တာလေးချက်ကစားတော့အဲ့တော့ခွာငါးကြတိုင်းကိုကျွန်တော်ကဒီနှလုံးပေါင်းသုံးရယ်ဒီနှစ်နှစ်ဥပရိတ်ကသုံးရှိလို့သုံးသုံးဆိုတော့ခေါရီမှာကျွန်တော်တို့က၄ဗရိတ်ထည့်မှာ ဒီနေရာမှာရှစ်ပြိထဲမှာ3 8 3ဆိုတော့ကျွန်တော်တို့က၄ဖြစ်မှာအဲ့ဒီ၄ဟာဒီ၉နောက်ပိတ်မူတွေကြောင့်၉ပါဝါ၄ဆိုပြီးဖြစ်မှာထိတ်စည်းကသူ့အပေါ်၉ချိန်မြောက်ကဟောဒီ၃ထိတ်ကြောင့်၃ပါဝါ၈ထိတ်ဆိုပြီးကစားတဲ့ချိန်မှာ၈ထိတ်နဲ့ဒီနေရာမှာ base 8ဆိုပြီးကျွန်တော်တို့ကကစားမှာအဲ့ဒါမှန်ပါတယ်က organan တစ်ခွက်ပါတယ်ပေါ့နော်ကျွန်တော် share ချန်ထားတယ်အဲ့တော့ရှိုက်တယ်ဆိုရင်တော့ကျွန်တော်တို့ကပြောချင်တာ ရှေ့ငါငါရှိရာရှိတေကိုရှိကိုတေရှိတုံးခွန်ရှိထိတ်နေပြိရှိနော်ရှိခွန်တော့ ဒီနေ့ရှင်းနေရှိရှိရှိနေနေ့လေး6 8 10ဟာဒီစေွက်ဒီစေွက်ရှိမယ်နော် ဒီ10ခွက်ရှိမယ်အဲ့ဒီ10ခွက်ထဲရမှာကျွန်တော်ကဒီတစ်ခွက်တော့ရွေးပြလိုက်ကျွန်တော်တို့ပြီးခဲ့တဲ့နှစ်ကတည်းက၅ဘူးအကျွေးကြံ့နေနော်၅ဘူးအကျွေးကြံ့နေ၅ဘူးအကျွေးကြံ့တော့ကျွန်တော်က၈၅၅ကိုနည်းနည်းလေးတန်တရားဝင်နေနော်၈၅၅နည်းနည်းတန်တရားဝင်နေနောက်တစ်ခုကပြန်ကြလဲတစ်ချက်ပြန်ကြကြော်တယ်ကျွန်တော်နှစ်ကတ်နဲ့ပြန်ကြည့်ရင်ဒီ၉နောက်ပိတ်မူကဒီမှာကျတော့နှစ်ဦးမှ၄ချက်လုံးသူအညီရိုက်ခဲ့တဲ့အတွက်ဒီမှာကျတော့သူကရှေ့ပေါင်းနှစ်ကိုသူက၉နောက်ပိတ်ကိုဒီနားမှာရိုက်ထားတဲ့အတွက်အဲ့ဒီနှစ်ထဲမှာပဲသူကခွာ၅လို့စကြတယ်နဲ့၃နှစ်နဲ့ခွာထားတာ ခွာထားပြီးရတယ်သူလည်းဝမ်းချင်းကနံပဲပြန်ကြအတိကြလုံးမယ်ဆိုရင်တော့ဒီ၃၅နှစ်ထက်ရပြန်ကြသို့မဟုတ်ဒီကောင်းဝမ်းချင်းကနံ၅၆၃တို့ဘာလို့ပြန်ကြတယ်လဲရှိတယ်ဒီပြန်ကြတဲ့ရကြိုက်တယ်ဆိုရင်လည်းကိုကိုတော့ဒီဟိုချိန်ထိုးကြပါဗျာနော်ကျွန်တော်မှပါတော့ကျွန်တော်မှပါရွေးချယ်ဦးကြိုင်းသွားမှာကျွန်တော်မြင်တာကိုကျွန်တော်တစ်ခါလေရှင်းပြတာအဲ့တော့ဒီရှင်ငန်းငါးတစ်ကွက်ကိုကျွန်တော်နည်းနည်းအနည်းငယ်ကြိုက်တယ်ပိုကြိုက်တယ်ကြိုက်တယ်ဆိုတာကကျွန်တော်တို့ဒီခွန်ခွန်ငါးခွေရဲ့ line ကနေလေခွန်ငါးခွေကငါးကက်ရှိတယ်ပေါ့ ငါခက်ရှိတော့ဒီနှစ်ကက်တွေနဲ့သူကခွက်ခွဲလောက်တာ哦။ဘာကြောင့်နှစ်ကက်တွေနဲ့ခွက်ခွဲလောက်တော့ဆိုတော့အခေါ်ဒီမှာကြည့်ဗျာဒီခွန်ခွန်ငါးဒီမှာငါးကက်ခွေတယ်ခွေပြီးဆိုတော့နဲ့သူ့နောက်ကကဏန်းကကျွန်တော်တို့စာရုံးမူကဏန်းအောင်ခဲ့တာခွန်69ကနောက်နှစ်ကိုထွက်တယ်နော်ခွန်69နောက်နှစ်ထွက်တယ်ထွက်ပြီးရတဲ့အခွန်69ရဲ့နောက်နှစ်ထဲမှာဟောဒီခွန်ခွန်ငါးခွေရဲ့800 800ထိပ်စီးဟာဒီသူ့ရဲ့နောက်ကကဏန်းနောက်နှစ်ထွက်တာနဲ့နောက်နှစ်ထဲမှာ800ဘူးဆိုပြီးလိုက်ထွက်ပြီးတာနော်800ဘူးဆိုပြီးလိုက်ထွက်ပြီးတယ်အဲ့ဒါဆိုရင်ကျွန်တော်တို့ဒီမှာ ခွန်ခွန်ငါခွေပြီးခွေတာနဲ့သူ့ရဲ့နောက်ကကဏ္ဍနောက်နှစ်ကိုထွက်တယ်လေးသုံးရှစ်လေးသုံးရှစ်ထွက်ပြီးတာနဲ့သူ့ရဲ့ဒီခွန်ခွန်ငါခွေရဲ့ဒီထိပ်စီးကခွန်မလို့ဒီကောက်ခွန်ငါခွေရဲ့နောက်ကလေးရှစ်သုံးနောက်နှစ်ထွက်တယ်နောက်နှစ်ထဲမှာအဲ့ဒီခွန်ကြောင့်ခွန်ရှေဘူးဆိုပြီးလိုက်ထွက်ပြီးတယ်အဲ့ဒါဒုတိယကတ်အဲ့တော့ကျွန်တော်ဒီမှာတတိယကတ်ဒီမှာခွန်ခွန်ငါခွေပြီးခွေပြီးဆိုတဲ့သူ့ရဲ့နောက်ကလေးလေးခွန်ကနောက်နှစ်ကိုလိုက်ထွက်ပြီးတယ်ထွက်ပေးပြီးတာနဲ့ဒီခွန်ငါခွေနဲ့ရှေ့ရဒီကိုထိပ်စီးဟာဒီလေးလေးခွန်နောက်နှစ်ထွက်တယ်နောက်နှစ်ထဲမှာကိုရှေဘူးဆိုပြီးလိုက်ထွက်ပြီးတာ ဒါကြီးကနော်ဒါအငိုက်လာမှာနော်မနေ့မနေ့ကတအားဟော့သွားလို့ဒီလိုင်းကနေငါပူကြီးရအဲ့တော့ဒီမှာခုံခုံငါခွေတယ်သူ့ရဲ့နောက်က2 5ရှစ်ကနောက်နှစ်ကိုထွက်တယ်ထွက်ပြရတယ်ဒီခုံငါခွေတဲ့ရှစ်ရဒီ6ဖိတ်စီးဟာဒီကောင်ထွက်တဲ့နောက်နှစ်ရဲ့နောက်နှစ်ထဲမှာဒီ6ဟာ6ရှစ်ဘူးဆိုပြီးလိုက်ထွက်တယ်ဒီအနီးကကလေးဖြစ်သွားတာငါတက်တက်ခွေတာနေရောသူကကြိုက်ညီတယ်နော်ဒီမှာခုံခုံငါခွေတယ်ခုံငါခွေပြီဆိုရင်သူ့ရဲ့နောက်က၄တက်ခုကျွန်တော်စာတော်မူကနအောင်ခဲ့တာပဲလေအောင်ခဲ့တော့ဒီအဲ့ဒီခုံငါခွေတဲ့ဒီငါးထိတ်စီးဟာ ဒီကောင်နောက်နေထွက်တဲ့နောက်နေထဲမှာလိုက်ထွက်ရမယ်လို့ကျွန်တော်ဒီနေထဲမှာလိုက်ခဲ့တာပဲဟော့လွန်းသွားတယ်နော်အဲ့တော့ဟိုဒီမှာတစ်ချက်တွေးရမှာကသူ့ရဲ့နောက်ကိုကြားတဲ့ကဏ္ဍရှစ်ချောင်းနေမြောက်က20နဲ့78ကျိန်ကဏ္ဍရှစ်နဲ့ငါနော်အဲ့တော့ဒီခုံငါခွေတဲ့နောက်ကိုကြားတဲ့ကဏ္ဍကသူ့ရှစ်ချောင်းနေမြောက်ကဒီလိုသွားတာဒီလိုသွားတာသူ့ရဲ့အခွင့်ရကဒီကောင်နောက်နေလိုက်ထွက်တယ်ဒဲထုတ်ဒီကောင်နောက်နေဒဲထုတ်အဲအဲ့လိုမျိုးသူ့ခွင့်နဲ့သွားတော့ကြတော့ ဲ့လိုခုံငါခွေရနာကိုလာကြခဲ့တော့ဟာဒီမှာအဲ့ဒါလိုပဲနော်အဲ့ဒါလိုပဲသူကစားခဲ့ပြီးတာနဲ့သူ့နဲ့ဒီအကျိန်ကြိုက်ကဒီ9ကိုခွန်ဆိုတဲ့ကနန်းဟာနောက်9နေမြောက်ကိုဒီမှာလိုက်ထွက်ခဲ့တာဘယ်မှာထွက်လို့9တစ်တစ်လို့စောင်းနေနောက်ကိုလိုက်ထွက်ခဲ့တာဒါနှစ်ကက်နဲ့ဆော့ပြတာနော်ဆော့ပြတာဝမ်းချင်းနော်သူ့ရှေ့က9တစ်တစ်လို့စောင်းနေဒီကိုခါကိုနောက်ပဲဝင်ဒီ9နောက်ပဲဟာ9ထိတ်လို့ကတ်ပြီးကြပါသူထွက်တာအဲ့ဒီကောင်နောက်နေ့ကိုလိုက်ထွက်တာနော်မ9ခွန်ကို9ကိုခွန်က ငါးခုံကိုထွက်တော့တယ်၄၆၅လို့လှဲပြီးတော့ဒီမှာ၆၅၄လို့ထောင်ပြီးမှအဲ့ဒီငါးခုံကိုကချုပ်ထွက်တာနော်သဘောတရားကအဲ့ဒါဆိုရင်ဟုတ်ပြီဒီအဲ့ဒီဒီ78ကြိမ်ဒီခုံငါးခုံရဲ့နောက်ကိုကြာခဲ့တဲ့85နဲ့၄၁ခုံဟာအဲ့ဒီလိုထွက်ခဲ့တဲ့အတွက်ကြောင့်သူ့နဲ့ပုံစံတူပဲဒီမှာ390ဒီလိုလေးတွေပေါ့နော်ကလင်နာကစိတ်ကူးရင်စမ်းတယ်ဒီ390ကလည်းနောက်9နှစ်မြောက်ကိုတနှစ်နှစ်နှစ်3နှစ်4နှစ်5နှစ်6နှစ်9နှစ်10နှစ်9နှစ်9နှစ်မြောက်ကိုဒီမှာ930လိုက်ထွက်ခဲ့တာနော်ထွက်တော့လဲသူကဒီ911လာကလင်နာမှာနှစ်ကပ်ပဲရှိတာ စောင်းတာနော်စောင်းပြီးရတဲ့ဒီတုံညာကိုးခါဒီမှာကိုးနောက်ပိတ်လို့ဝင်ပြီးတော့ဒီငားကငားထိတ်ဝင်တော့ဒီတုံညာခါကတုံညာနောက်ပိတ်လို့ဝင်ပြီးတော့ဒီငားကငားထိတ်နဲ့ဝင်တာဝင်တော့ဒီကောင်နောက်နှစ်ကိုပြန်ထုတ်တာဒီကောင်နောက်နှစ်ကိုပြန်ထုတ်တော့6 4 6 5လို့ထိတ်စီတုံလုံးလှဲပြီးရတဲ့6 5လေးလို့ထိတ်စီတုံလုံးထောင်အဲ့လိုထောင်ပြီးမှထွက်ခဲ့တာအဲ့တော့ဒီကောင်ကလည်းနောက်နှစ်ကိုပြန်ထွက်တော့ဒီမှာ4 6 5 4 6 5လို့ထိတ်စီတုံလုံးလှဲပြီးကမှဒီမှာ6 5လေးလို့ထောင်ပြီးမှထွက်ခဲ့တာသူ့ရဲ့ဇောင်းကနန်းလိုက်ချင်တယ်ဆိုရင်သူ့ရဲ့ဆောင်ကနန်းလိုက်ချင်တယ်ဆိုရင်အဲ့မှာအပိုးခွာတွေ့နေရတာပဲ အပေါ်ကခါအောင်ပဲတစ်ခါအောင်ပဲတစ်နောက်ဘူးကြီးဆွဲချက်သွားမလားတဘောတရားပြောတာအဲ့ဆိုရင်ဒီ9ခါအောင်ပဲ9နောက်ဘူးဆွဲချက်မလားဒါနှစ်ကန့်နဲ့တွေးရတာပေါ့နော်အဲ့အဲ့လိုဟုတ်ပြီအဲ့ဆိုရင်ကျွန်တော်နှစ်ကန့်နဲ့ပြန်ထွေးတွေဒီခုံငါးခွေတဲ့နောက်ခုံငါးခွေတဲ့နောက်ဒီလိုပုံစံတူတွေလုတ်ခဲ့တော့အထောက်တူတွေလုတ်ခဲ့တော့ဒီ6ဟာဒီခုံငါးခွေတဲ့နောက်က၈နှစ်ငါနောက်နှစ်ကိုထွက်တဲ့နောက်နှစ်ထဲမှာ6 8ဦးလို့ထွက်တာ ਨੇ ဘူပရိရဲ့အောက်ကိုလိုက်ထားတာနော်ဘူပရိရဲ့အောက်ကိုလိုက်ထားတာအဲ့ဒီနေ့ထဲမှာအဲ့ဒီဘူပရိဟာပထမဆုံးကြတဲ့ဘူပရိအောက်ကိုလိုက်ထားတာနော် အဲဒါဆိုရင်ကျွန်တော်ကဒီခွန်ကုန်ကားခွေတဲ့နောက်ကိုကြာခဲ့တဲ့1.5နဲ့ပုံစံတူချခဲ့တဲ့လေးတက်ခွန်နောက်နှစ်ကိုဒဲထုတ်သွားပြီထောက်တာနဲ့ဒီခွန်ကုန်ကားခွေတဲ့ဒီရှေ့ရထိတ်စီ9ဟာဒီလေးတက်ခွန်နောက်နှစ်ထွက်တဲ့နောက်နှစ်ထဲမှာ9 9ဘူးပေါ့နော်9ရှေ့ဘူးလို့ဒီမှာကြာရမှာကြာမှာဖြစ်တဲ့ဟောမကြာပဲနဲ့သူကဘာကြောင့်လဲဆိုတော့ပြီးခဲ့တဲ့နှစ်ကဘူပရိတ်တစ်နှစ်လုံးပျောက်တာလေဘူပရိတ်ကဟောဒီမှာလာပေါ်တာအဲ့တော့စကြတဲ့ပရိတ်ဘူပရိတ်ရအောက်မှာများအဲ့ဒီ9ဘူးကိုကြာသွားမလား နော်ငါးဘူးကြသွားမလားအဲ့ဒီမှာကိုယ့်ကိုချိန်ပြီးတော့ဖိုးပေါ့နော်အကျွေးကြံတာကတော့ငါးဘူးကြံနေတယ်ကျွန်တော်ဒါမန်မာထဲမှာအော်ဂနာကလည်းငါးဘူးပါတယ်မန်မာထဲမှာကနန်မန်မာကနန်လည်းငါးဘူးပါသေးတယ်နော်ဒါကတော့ကိုယ့်ကိုရွေးထိုးပါကျွန်တော်ကတော့ရှင်းငါးငါးတစ်ခုကိုရွေးပေးလိုက်တယ်ဆောနာကဗရိတ်80ခွက်တဲ့ကိုအဲ့ဒါကိုရှင်းငါးငါးကိုတင်ထိုးပေါ့အဲ့တော့ဒီမှာငါးဘူးနဲ့လေကျွန်တော်ငါးဘူးကိုတန်တရားဝင်တယ်ကျွန်တော်တို့ပြီးခဲ့တဲ့နေ့ကအကျွေးကြံနေတဲ့ငါးဘူးကို တန်တရားဝင်နေတဲ့အတွက်ကြောင့်ငါးဘူးလေကျွန်တော်ကကြိုက်နေတယ်ပေါ့နော်အဲ့တော့ငါး90ငါး90ငါး92ငါး93ဟောဒီနက်ခတ်ခေါနာက669နက်ခတ်အပူကြသွားတယ်လို့အဲ့မှာ993နက်ခတ်အပူကြသွားအောင်ပဲပေါ့နော်994 999 996 999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  ဟိုတကွက်ထဲထုံးနေတဲ့အာပါအာရန်တော့ထိုးပါနော်ဒါကတော့ဒီဒီ7ကြိမ်တော့ကျွန်တော်ရပထမဆုံး live show ဖြစ်ပါလေနော်ခေါနာကငါးကတ် line ကလည်းမကြည့်ရသေးတဲ့လူတွေကျွန်တော်ဆက်ပြီးတော့နှွေးပေးခင်မယ်အချာလေးကြည့်ပေးပါနော်ငါးကတ် live ကိုဘာကြောင့်လူဟောင်းတွေကတော့ကိစ္စမရှိဘူးလူဟောင်းတွေကကျွန်တော်လိုက်ရှုပ်ကြည့်နေကြလူကြီးအဲ့ဒီငါကက်ကငါကက်လိုင်းကဟိုဟာဖြစ်နေပြီအလွတ်ရနေပြီကျွန်တော်အခုလူတစ်တွေအတွက်ပဲအဲ့ဒါကို အစ်စ်ကနေပြန်ပြောရမှာဖြစ်တော့နည်းနည်းတော့အာ6မှာပေါ့ဗျာမြို့ကျွန်တော်ကလင်နာအဟောင်းရှိလာကြည့်လာအောင်ရှစ်ကိုလေးအောင်ခဲ့တဲ့ကလင်နာအဟောင်းလေးပေါ့နော်အဲ့ကောင်အများကြီးပါခဏလေးနော်ကဲကျွန်တော်စီမန်ပါဝင်ကြီးလေးချဲတဲ့ဘက်စာအတောင်ချဲ2 3ဘက်စာ2000ခွဲပါနော်ထိုင်ရနေမှာပါဝင်လေချဲတဲ့ဘက်စာပတ္တိယာချဲ၃ဘက်စာပတ်200ပါเนาะတစ်နှလုံးဝင်ရင်12ကြိမ်မကျော်မချင်းရကျွန်တော် မှာဘာအကောင့်ထဲမှာထည့်တယ်အပတ်စီမှာဘာထဲမှာ organize site ကြီး live ပေးတယ်ပြီးတဲ့အဲ့တော့ထိုင်ရနေဆိုရင်တနည်းလုံးစားဒီ2025နှစ်ကုန်ပြီကိုပတ်တထောင်မှာမြန်မာပြည်အစရင်တသိန်းကျပ်ပါနော်12ကျင်းကျော်မှာပဲကျွန်တော်ဈေးရော့မယ်ဖြစ်ပါတယ်နော်ခဏလေးပါကျွန်တော်ဖုန်းနံပါတ်ခဏလေးကျွန်တော်အဲ့ငါးကတ်လိုင်းကိုဒါကကျွန်တော်ချောင်းနေတာပေါ့နော်ခွာငါဒီကျွန်တော်ကဒါခန်းတာများလို့ ခံရတာများလို့ဆိုတော့ဒီခွန်ငါးဖြစ်တဲ့ရကျွန်တော်တို့ကလိုက်ရမှာဖြစ်တယ်လို့ဘေးဘေးတဲ့ခွန်မှာလည်းကျွန်တော်တို့ကလိုက်ရမှာတော့じゃဘေးတဲ့ခွန်ကိုကျွန်တော်တို့မဲပြီးတော့ခွန်ငါးတွေကအညီလောက်ထားရတဲ့အတွက်ခွန်ငါးအောက်ဆိုပြီးတော့ဆိုရင်ကျွန်တော်တို့အငုတ်တုံနေမှာ3ဒီကအဲ့လိုမျိုးတွေကတအားလောက်တာနော်အဲကြောင့်မို့ကျွန်တော်ကလုံအောင်လိုက်တာခွန်ငါးနဲ့အောက်ကိုလည်းလိုက်မယ်ဘေးတဲ့ခွန်ရဲ့နောက်ကိုလည်းလိုက်မယ်အဲ့တော့ခွန်နာကကျွန်တော်နားလေကျွန်တော်ကျွန်တော်ခွန်နာကနိုင်ရေးပြီးတဲ့ကလန်ဒါစာရွက်ပေးနိုင်ရပါလား င်းနဲ့ရောက်လာတယ်။ဒီလည်းရေးပြီးရစာရွက်အဲငါးဘူးနဲ့ငါးဘူးတစ်ချက်တန်တရားဝင်နေဗျာငါးဘူးတစ်ချက်တန်တရားဝင်နေငါးဘူးတစ်ချက်ကိုတန်တရားဝင်နေဒီရှစ်ထိတ်နဲ့ဗရိတ်ရှစ်ဒါကတော့ဒဲစနစ်ပေါ့နော်ရှစ်ထိတ်နဲ့ဗရိတ်ရှစ်အဲဒီမှာရှစ်ထိတ်နဲ့ဗရိတ်ရှစ်ကလည်း ကောင်းတယ်အဲ့ဒါလိုက်ရမှာအပတ်စဉ်ကျွန်တော်တို့ကခွာငားရဲ့အောက်လည်းလိုက်ရမယ်ဗီးဒက်ခွန်ရဲ့အောက်ကိုလည်းလိုက်ရမယ်အဲ့ဒါဒက်စင်ခွဲပေါ့ဗျအာဇီယာမလို့ဘူးဒက်စင်ခွဲအဲအစင်ကျွန်တော်မန်ပါလေးရဲ့ဆယ်ခွဲကလေးပါပါလေးတွေရန်ထားပေါ့နော်ရှင်းငါငါနည်းနည်းလေးပြင်ဖို့မယ်ကျွန်တော်မန်ပါကတ်တွေပို့ပို့လောက်မှာပါနော်အဲ့တော့ဒါကတော့ကျွန်တော်ဖုန်းနံပါတ်ပါအပတ်စဉ်ဖုန်းပြီးအချင်းသာတပေါင်းနဲ့ဖုန်းပြီးနဲ့မှဝယ်ခြင်းတဲ့လူတွေအတွက် MPD ဖုန်းပြီးပတ်စဉ်တပတ်စာတပေါင်းနဲ့ရပါတယ်နော် ၃ဦးလက်ခံပေးပါတယ်နားလေးပါကျွန်တော်ကလနာပြန်ရှာနေတာဗျာအရှိကိုလေးအောင်ခဲ့တဲ့ကလနာဆာရွက်ဟာဟိုဘုံနဲ့ရောက်သွားပြီခင်ဗျ ကဲအားလုံးပဲမင်္ဂလာပါဗျာအဲ့ဒီကျွန်တော်ဒီအဲ့ငါးကတ်လိုင်းကကျွန်တော်ထွေထူးလည်းပြောမလို့ပါဘူးကြည်ပီသားလူတွေဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်နောက်ရမန်ဘာတွေလည်းကျွန်တော်လွှင့်ပေးရအောင်မယ်ကျွန်တော်မန်ဘာဟိုဟာနှစ်ကတ်လိုင်းလေးနဲ့ကျွန်တော်နှစ်ကတ်လိုင်းလေးနဲ့အော်ဂနိုင်းတစ်ခုထုတ်ထားတယ်နော်နှစ်ကတ်လမ်းဒီတော့ငါးကတ်ငါးကတ်အပြင်လမ်းကျောပေါ်မှာနှစ်ကတ်နဲ့ပြန်ပြီးတော့ခွဲပြီးတော့ကျွန်တော်အော်ဂနိုင်းထုတ်ထားတယ်ကဲအားလုံး mình là la mẹ ¿no?